ဂျပန်အစိုးရကနေလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ချပေးထားတဲ့ဗီဇာမျိုးစားတစ်ခုဖြစ်တယ်။သူ့မှာတမတ်ထားတဲ့ကာလတစ်ခုရှိတယ်။အဲ့ဒီကာလ6လဖြစ်ရင်ဖြစ်မယ်၊2နှစ်ဖြစ်ရင်ဖြစ်မယ်၊3နှစ်ဖြစ်ရင်ဖြစ်မယ်၊5နှစ်ဖြစ်ရင်ဖြစ်မယ်။အဲ့ဒီတက်တန်းတက်မှတ်ထားတဲ့ကာလတက်တန်းကုန်ဆုံးရင်ကျွန်တော်တို့ကနောက်တစ်ခါတက်တန်းတို့ရမယ်။ဟုတ်ပြီနော်။တေကျူဗီဇာရဲ့အမျိုးအစားနောက်တစ်ခါတက်တန်းတို့ရမယ်ဟုတ်ပြီ။ဒါဆိုရင်အဲ့လိုမျိုးတေကျူဗီဇာမျိုးအစားတွေကိုဘယ်သူတွေကလျှောက်ထားခွင့်ရှိတယ်ဆိုရှိတယ်လဲဆိုရင်ကျွန်တော်တို့ ဂျပန်နိုင်ငံတော်ကနေဒုက္ခသည်အဖြစ်အတိအမှတ်ပြုထားတဲ့ကျွန်တော်တို့နာမည်သမားတွေရှောက်ထားခွင့်ရှိတယ်။皆さんこんばんは。အလုံးမင်းလာပါကျွန်တော်ဒီနေ့မျှော်ပေးသွားခြင်းနဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့တေဂျူးကရောဘာပီဇာကိုခေါ်ပါတယ်လေခမ ्या ဘ ഹു တုတအယသိချင်လို့ပါခမ ्या ဆိုပြီးတော့ are you တင်ဘရိုယောက်ျားလာမင်းမလာယောက်ျားပဲဖြစ်မယ်တင်တယ် are you တင်ဆိုတော့ ဆိုတော့သူ့ရဲ့အမေကိုကျွန်တော်ဒီနေ့မျှဝေပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအားလုံးလည်းဘူသူရရအောင်ဆိုပြီးတော့ကျွန်တော်တေဂျူပီဇာနဲ့ပတ်သက်တဲ့ဘူသူရလေးကိုကျွန်တော်မျှဝေပေးတော့မှာဖြစ်ပါတယ်ဟုတ်ဆိုတော့တေဂျူပီဇာဆိုတာအဲ့ဒါပေါ့နော်တေဂျူရှာဟုတ်ပြီနော်တေဂျူပီဇာတေဂျူပီဇာဆိုတာကြတော့ကျွန်တော်တို့ long time a long time resident a long time resident ဆိုတာကျွန်တော်တီမြေနေထိုင်သူဆိုပြီးတော့ပဲကျွန်တော်ဒီနေရာမှာဘာသာပြန်ပေးထားပါတယ်ဆိုတော့ အဲဆိုတော့ကျွန်တော်တီမြင့်နေထိုင်သူဆိုတာဘလို့ဗီဇာလဲပေါ့နော်တီမြင့်နေထိုင်သူဗီဇာကျွန်တော်ဒေဂျူဗီဇာဆိုတာဗီဇာတိကျွန်တော်ဂျပန်နိုင်ငံရဲ့ဥပဒေရေးရာဝန်ကြီးဌာနကနေတတ်မှတ်ထားတဲ့တူချင်းစီရဲ့ထူးခြားချက် ကိုပိုင်ပေါ့နော်တူချင်းတူချင်းတယောက်ချင်းစီရဲ့ထူးခြားချက်အခြေအနေတွေကိုကျွန်တော်တို့ထည့်သွင်းစဉ်းစားပြီးတဲ့အခါမှာကျွန်တော်ဂျပန်နိုင်ငံမှာနေထိုင်ခွင့်ကိုအချိန်ကာလတစ်ခုအထိကိုတတ်မှတ်ပြီးတော့ ပေးတဲ့ဗီဇာမျိုးစားတစ်ခုဖြစ်ပါတယ်ဟုတ်ကဲ့ပြန်ပြောပြပါမယ်တေဂျူဗီဇာဆိုတာကကြတော့ဂျပန်နိုင်ငံမှာဥပဒေရေးရာဂျပန်နိုင်ငံရဲ့ဥပဒေရေးရာဝင်ကြီးဌာနကနေသတ်မှတ်ထားတဲ့အဲ့ဒီရှောက်လွှာခြင်းပေါ့နော်နိုင်ငံခြားသားရှောက်လွှာခြင်းတူချင်းစီရဲ့ထူးခြားချက်အပေါ်မှာမူတည်ပြီးတော့သူရဲ့ထူးခြားချက်လေးတွေကိုထက်သွင်းစဉ်းစားပြီးတော့ဂျပန်နိုင်ငံမှာနေထိုင်ခွင့်ကိုချပစ်တဲ့ကျွန်တော်တို့ဒီ ီဇာမျိုးစားတစ်ခုဖြစ်တယ်ပေါ့နော်ဒါကိုကျွန်တော်တို့ရေဘူးရအနေနဲ့ဘယ်လိုပြောလို့ရမလဲဆိုတော့လူမှုရေးအရေးဆန္ဒထောက်ထားမှုဒါမှမဟုတ်လူသားချင်းဆန္ဒထောက်ထားမှုသို့မဟုတ်အခြားထူးခြားတဲ့အခြေအနေများရှိသူတွေကိုကျွန်တော်တို့ရည်ဝေပြီးတော့ချပေးတဲ့ဗီဇာမျိုးစားတစ်မျိုးဖြစ်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါဒါကိုကျွန်တော်တို့နံပါတ်1 2 3ဆိုပြီးတော့နံပါတ်3ခုနဲ့ကျွန်တော်တို့လေ့လာကြည့်မယ်နံပါတ်1မှာကျတော့ဗီဇာရဲ့အင်္ဂါရပေါ့နော်တေးကျူးဗီဇာရဲ့အင်္ဂါရဒီကဘာတွေလဲဆိုရင်ကျွန်တော်တို့နေထိုင်ခွင့်ကာလသတ်မှတ်ထားတာရှိတယ် ်ဥပမာအဲ့သတ်မှတ်ချက်တွေကတော့ကျွန်တော်တို့9နှစ်3နှစ်တစ်နှစ်ဒါမှမဟုတ်6လအဲ့လိုမျိုးပုံစံတွေပေါ့နော်ပုံစံအတိအသီးတွေကျွန်တော်တို့သတ်မှတ်ထားတာတွေရှိတယ်ဆိုတော့ဒီကိုက9နှစ်3နှစ်တစ်နှစ်မဟုတ်ဘူးနဲ့၄နှစ်လေးရှိရှိမယ်ဒါကြတဲ့ကာလတွေရှိမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးသတ်မှတ်ထားတဲ့ဗီဇာမျိုးစားတစ်ခုဖြစ်တယ်သူမှနေထိုင်ခွင့်ကာလသတ်မှတ်ချက်ရှိတယ်ဆိုတော့ဟုတ်ပြီနော်အလုတ်လုတ်ခွင့်ကန့်သက်ချက်ကတော့မရှိပါဘူးဂျပန်လူမျိုးများနီးတူ ဘယ်လို့ကိုမဆိုဂျပန်တွေလောက်ကင်နိုင်တဲ့ဘယ်လို့မျိုးစားကိုမဆိုသူကအချိန်ပိုင်းပဲဖြစ်စေဒါမှမဟုတ်ကျွန်တော်အချိန်ပြည့်ပေါ့နော်အချိန်ပြည့်ပဲဖြစ်စေလွတ်လွတ်လပ်လပ်လောက်ကင်နိုင်တဲ့ဗီဇာမျိုးစားဖြစ်ပါတယ်တင်ကျူဗီဇာဆိုတာနော်ဟုတ်ပြီနော်ဗီဇာတက်မဲ့ချက်ကာလပြီးတိုင်းမှာကျွန်တော်တို့တက်တန်းတို့ဖို့တော့လိုအပ်တယ်တင်ကျူဗီဇာကကိုကိုဂျပန်နိုင်ငံတော်ကနေကျွန်တော်တို့တင်ကျူဗီဇာဆိုပြီးတော့ကျွန်တော်တစ်နှစ်ရှမှတ်ထားတစ်နှစ်ဗီဇာပေးလိုက်တယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီတစ်နှစ်ပြည့်ရင်ကျွန်တော်တက်တန်းတိုးသွားမယ်ခင်ဗျာဆိုတော့ ကျွန်တော်ကို3နှစ်ချပေးထားတယ်တင်ကျူဗီဇာ3နှစ်ပြင်ကျွန်တော်တက်တန်းတိုးပြီးတော့တက်တန်းတိုးတိုးပြီးတော့သွားရမှာပေါ့နော်အဲ့လိုမျိုးဗီဇာမျိုးသားဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီကျွန်တော်နံပါတ်1နံပါတ်1ကကျတော့တေးစုတေးကျူဗီဇာရဲ့ကျွန်တော်အဓိကအခြေအနေတွေကဘယ်လိုအခြေအနေတွေလဲဆိုတာကိုကျွန်တော်ကြည့်ကြည့်မယ်ဆိုတော့တေးကျူဗီဇာကိုအခြေအနေအမျိုးမျိုးအတွက်ခွင့်ပြုပေးနိုင်တော့လေအများဆုံးတွေ့ရတဲ့ကျွန်တော်ကိစ္စရပ်တွေကတော့ကျွန်တော်ဒီအောက်ပါအချက်လက်တွေဖြစ်ပါတယ်ဆိုပြီးတော့ကျွန်တော် A ရဲ့ B ရဲ့လေ့လာကြည့်ရမယ်ဗျဆိုတော့ ကျွန်တော် A ပေါ့နော်ဥပဒေရေးရာဝန်ကြီးဌာနရဲ့ကြီးညာချက်အရဆိုရင်တတ်မှတ်ထားတဲ့အခြေအနေတွေက၃ခုရှိတယ်။တစ်ခုကတော့ဂျပန်နယ်ပွားကျွန်တော်ဒုတိယမျိုးဆက်ဒါမှမဟုတ်တတိယမျိုးဆက်ရဲ့အိမ်ထောင်ဖက်တွေပေါ့နော်။နံပါတ်1ဂျပန်နိုင်ငံသားနဲ့ကျွန်တော်တို့အမြဲတမ်းနေထိုင်နေထိုင်တဲ့ပေါ့နော်။ A ဂျူရှဒါမှမဟုတ်အမြဲတမ်းနေထိုင်တဲ့သူရဲ့ထောက်ပံ့မှုအောက်မှာနေထိုင်တဲ့အသက်မပြေသေးသောသူဒါမှမဟုတ်အိမ်ထောင်မပြုတ်ရသေးသောသာသမီအရင်းတွေပြောတော့ပေါ့။ เนาะဆိုတော့နံပါတ်3ဒုက္ခတေနောနာမင်းတတ်မှတ်ထားတဲ့ဒုက္ခတွေများပေါ့เนาะဒုက္ခတေဆိုတာထူးခြားတတ်မှတ်ထားတဲ့နာမင်းဆိုတာကြဒုက္ခတွေဖြစ်တယ်ဆိုတော့တတ်မှတ်ထားတဲ့ဒုက္ခတွေများဖြစ်တယ်ဆိုတော့တတိယနိုင်ငံများတွေနေထိုင်ခွင့်ကျွန်တော်တတိယနိုင်ငံမှာနေထိုင်ခွင့်ရရတဲ့ခွင့်ပြုချက်ရထားတဲ့မြန်မာနိုင်ငံသားတော်လကောင်အဲ့လိုမျိုးတတ်မှတ်ထားတဲ့ဒုက္ခတွေတွေလည်းကျွန်တော်တေးကျူးရှာမှာပါဝင်တယ်ပေါ့เนาะဆိုတော့ဒီနေရာမှာနာမင်းဆိုတာကြတော့ကျွန်တော်တို့ ဒီဂျပန်နိုင်ငံမှာအခုခေတ်စားနေတဲ့တူကူတေခါဆူဒိုနမ်မင်းကိုဆိုလိုတာမဟုတ်ပါဘူးခင်ဗျာတူကူတေခါဆူဒိုအခုခေတ်စားနေတဲ့တူကူတေခါဆူဒိုဆိုတာကကြတော့အခုလိုမျိုးတူကူတေနော်နမ်မင်းဆိုတဲ့ဒုက္ခတေအဖြစ်အတိမတ်ပြုခွင့်ရဖို့အတွက်ကိုမှကျွန်တော်တို့ရှောက်ထားစေကာလကိုဖျက်သန်းနေရတဲ့တူကူတေခါဆူဒိုသမားတွေဖြစ်တယ်ဗောနော်ဆိုတော့ဒီနေရာမှာဖော်ပြထားတာကတော့တကယ်နမ်မင်းအဖြစ်အတိမတ်ပြုခံထားရတဲ့ဒုက္ခတေတွေကိုဆိုလိုခြင်းဖြစ်ပါတယ်ဟုတ်ပါပြီဒါဆိုရင်ကျွန်တော်ခုန A ပြီးတော့ကျွန်တော် B ကိုကြည့်ကြည့်မယ် နံပါတ်2ရဲ့ B ပေါ့နော်အခုအပေါ်မှာပါတဲ့ကြီးညာချက်တွေမှာမပါဝင်သေးတဲ့ထူးခြားတဲ့အရှင်တွေလည်းရှိပါသေးတယ်အဲ့ဒါကိုကျွန်တော်ရှင်းပြမယ်ဆိုရင်တော့လူသားချင်းစာနာထောက်ထားမှုသို့မဟုတ်အခြားအထူးအကြောင်းပြချက်များကြောင်းပေါ့နော်အထူးအကြောင်းကြောင်းများကြောင်းခွင့်ပြုပေးတဲ့ကိစ္စရများဖြစ်ပြီးတော့ကျွန်တော်တို့ရှင်းလင်းတဲ့သတ်မှတ်ချက်ကတော့အရင်ကမရှိဘူးတူးချင်းတယောက်ချင်းဒီရဲ့အခြေအနေပေါ်မူတည်ပြီးတော့ချပေးတယ် အနေထားတွေလည်းအများကြီးရှိတယ်။အဲ့ဒါပေါ်မှာကျွန်တော်နံပါတ်1ရဲ့နေ့လေ့လာကြည့်မယ်ဗျာ။ဆိုတော့နံပါတ်1ဂျပန်နိုင်ငံသားသို့မဟုတ်အမေရိကန်နေထိုင်သူဂျပန်နိုင်ငံမှာပီယာပေါ့နော်။ဂျပန်နိုင်ငံသားဒါမှမဟုတ်ဂျပန်နိုင်ငံကပီယာနဲ့လက်ထပ်လိုက်တယ်။အဲ့ဒီလက်ထပ်ပြီးတဲ့အခါမှာကျွန်တော်ကွာရှင်းဖြစ်လိုက်တယ်ပေါ့နော်။ကွာရှင်းဖြစ်တယ်။ဒါပေမဲ့လည်းအိမ်ထောင်ဘက်နဲ့ကွဲသွားတော့ညလည်းပဲဒါမှမဟုတ်အိမ်ထောင်ဘက်ကကွဲလွန်သွားတဲ့သူများရှိကောင်းရှိမယ်။တကယ်လို့ပေါ့ အဲ့မျိုးရှိခဲ့တယ်ဆိုရင်ကျွန်တော်ဂျပန်နိုင်ငံသားနဲ့ကျွန်တော်အမြဲတမ်းနေထိုင်ခွင့်ရတဲ့သူ PR တွေနဲ့ပတ်သက်ဆက်ဆက်ပြီးတော့အိမ်ထောင်တက်တန်းကျွန်တော်ပုံမှန်အပြင်၃နှစ်ခန့်၃နှစ်အထက်ပေါ့နော်ကျွန်တော်ကြာရှည်ခဲ့ပြီးဂျပန်မှာနေတာ၃နှစ်အထက်ရှိပြီးလက်ထပ်ပြီးတော့ကိုယ့်နိုင်ငံကိုပြန်ဖို့လေအခက်အခဲရှိနေတယ်ဆိုရင်တော့ဂျပန်ပြည်မှာကျွန်တော်တေဂျူးဆိုတဲ့ကျွန်တော်ဗီဇာကို လျှောက်ထားခွင့်ရှိတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီနော်နံပါတ်1ကိုကျွန်တော်လေ့လာကြည့်မယ်ဆိုရင်ဂျပန်နိုင်ငံသားတူရဲ့သားသမီးအရင်အဖေကဂျပန်ဒါမှမဟုတ်အမေကဂျပန်အဖေကဂျပန်အမေကနိုင်ငံခြားနိုင်ငံခြားသူပေါ့နော်အဖေကဂျပန်အနေနဲ့အမေကနိုင်ငံခြားသူအမေကဂျပန်မှာအဖေကနိုင်ငံခြားသားလူမျိုးဟာကနေကျွန်တော်တို့ဒီမွေးဖွားလာတဲ့သားသမီးတွေပေါ့နော်သားသမီးတွေကို ဂျပန်မှာကျွန်တော်ပြုစုစောင့်ရှောက်ဖို့လိုအပ်တယ်ပေါ့နော်တစ်ဖက်ကဂျပန်မဟုတ်တဲ့မိခင်ဖခင်တွေကကွာရှင်းပြီးတဲ့နောက်ပိုင်းမှာပြုစုစောင့်ရှောက်ခွင့်ဒါမှပြုစုစောင့်ရှောက်ဖို့လိုအပ်တယ်ဆိုတော့လိုအပ်ချက်ပေါ်မှာအခြေအနေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တေးကျူးဆိုတဲ့ဗီဇာကိုလည်းကျွန်တော်နိုင်ငံတော်ဆွေးရနေချပေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့ချုပ်ပြီးကြည့်ရမယ်ဆိုရင် ကျွန်တော်ဒီတေးကျူးဆိုတဲ့ဗီဇာက long time resident ပေါ့နော်ကျွန်တော်တို့သတ်မှတ်ထားတဲ့ အခြေအနေတစ်ခုပေါ့မူတည်ပြီးတော့ဂျပန်ဆိုရရင်ချမှတ်ထားတယ်ချပေးထားတယ်ဗီဇာမျိုးစားတစ်ခုပြည်တယ်ဟုတ်ပြီနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီဗီဇာကိုကျွန်တော်ရှောက်ထားတဲ့သူတွေကဘယ်လိုအခြေအနေနဲ့ကန့်ညီရမလဲဆိုတာကိုကျွန်တော်အောက်မှာကျွန်တော်လေ့လာကြည့်မယ်နံပါတ်1အချင်းစာရိတ်တာကောင်းမွန်ရမယ်ကျင်းစာရိတ်တကောင်းမှုတွေဆိုတာဘလို့အမျိုးခေါ်တာလဲဆိုရင်ကျွန်တော်တို့ဂျပန်ဥပဒေတွေကိုကျွန်တော်တို့လိုက်နာပြီးတော့ဥပမာအနေနဲ့ပြောပြရမယ်ဆိုရင်ရင်စည်းကမ်းလမ်းစည်းကမ်းတွေကိုဖောက်ဖျက်မှုမရှိတဲ့သူရာဇဝတ်မှု မှတ်တမ်းခိုးမှု စားရှိတဲ့ပြင်ပေါ့နော်အလိုမျိုးရာဇဝမှုမှတ်တမ်းမရှိတဲ့သူနောက်တစ်ခုကကြတော့ကျွန်တော်အခွန်အခတွေကိုအချိန်မီပိတ်ဆောင်တဲ့သူ nose game ဆိုတာကျွန်တော်ဒီမဖြစ်မနေပေါ့နော်အခွင့်ဆောင်ရတယ်အဲ့လိုမျိုးအခွင့်အခတွေကိုကျွန်တော်အချိန်သူတို့သတ်မှတ်ထားတဲ့အချိန်တွေမှာမှန်မှန်ကန်ကန်ပိတ်ဆောင်တဲ့သူကိုကျွန်တော်အချင်းစာရိတ်တာကောက်မှုန်တဲ့လူဆိုပြီးတော့သူတို့ကသတ်မှတ်တယ်ပေါ့နော်ဟုတ်ကဲ့နံပါတ်2ကိုကြည့်မယ်နံပါတ်2ကကြတော့ကျွန်တော်လွတ်လပ်စွာအသက်မွေးဝန်းကျင်ပြုနိုင်တဲ့ငွေကြေးသို့မဟုတ်ကျွမ်းကျင်မှုရှိတဲ့သူ တေကျူဆိုတဲ့ဗီဇာကိုရှောက်ထားတဲ့သူဟာဟုတ်ပြီနော်အစိုးရရဲ့အထောက်ပံ့ကိုမယူဘဲနဲ့ဂျပန်နိုင်ငံမှာမိမိတကူတယ်တယောက်တယ်မိမိကိုမိမိဟုတ်ပြီနော်ရက်ဒီနိုင်ငံကိုကျွန်တော်တက်တည်အလုံလောက်ပြနိုင်တဲ့သူဟုတ်ပြီနော်ကိုကကိုကျွန်တော်ဂျပန်နိုင်ငံမှာရက်ဒီနိုင်ပါတယ်ဆိုတဲ့ဝင်ငွေကိုပြနိုင်ပြီးတော့ဂျပန်နိုင်ငံမှာတေကျူပြီတာကိုရှောက်ထားခွင့်ရှိတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်နံပါတ်3နံပါတ်3ကကြတော့ဂျပန်စကားကျွမ်းကျင်မှုဂျပန်စကားကျွမ်းကျင်မှုကကြတော့ကျွန်တော် အချင်းနေတဘောတော့မူဒီပဲမဲ့ပုံမှန်အပြည့်ဆိုရင်ကျွန်တော်သူကသူကကျွန်တော်နေ့စဉ်ပြောတဲ့ဂျပန်စကား daily composition ကိုကျွန်တော်တို့ကျွမ်းကျင်ကျင်ပေါ့เนาะပြောဆိုနိုင်တဲ့လူမျိုးကိုသူတို့ရှောက်ထားခွင့်ပြုထားတယ်ပေါ့เนาะဆိုတော့ဒါတွေအကုန်လုံးပြန်ပြီးတော့ကျွန်တော်အခုအပေါ်ကနေပြောသွားတဲ့ဟာကိုပြန်ပြီးတော့ချုပ်ပြောရမယ်ဆိုရင်တေကျူးဗီဇာဆိုတာက ဂျပန်အစိုးရကနေလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ချပေးထားတဲ့ဗီဇာမျိုးစားတစ်ခုဖြစ်တယ်။သူ့မှာတတ်မှတ်ထားတဲ့ကာလတစ်ခုရှိတယ်။အဲ့ဒီကာလ6လဖြစ်ရင်ဖြစ်မယ်၊1နှစ်ဖြစ်ရင်ဖြစ်မယ်၊3နှစ်ဖြစ်ရင်ဖြစ်မယ်၊5နှစ်ဖြစ်ရင်ဖြစ်မယ်။အဲ့ဒီတက်တန်းတက်မှတ်ထားတဲ့ကာလတက်တန်းကုံဆုံးရင်ကျွန်တော်တို့ကနောက်တစ်ခါတက်တန်းထုတ်ရမယ်ဟုတ်ပြီနော်တေကျူဗီဇာရဲ့အမျိုးအစားနောက်တစ်ခါတက်တန်းထုတ်ရမယ်ဟုတ်ပြီဒါဆိုရင်အဲ့လိုမျိုးတေကျူဗီဇာမျိုးအစားတွေကိုဘယ်သူတွေကရှောက်ထားခွင့်ရှိတယ်ဆိုရှိတယ်လဲဆိုရင်ကျွန်တော်တို့ ဂျပန်နိုင်ငံတော်ကနေဒုက္ခသည်အဖြစ်အတိမတ်ပြုထားတဲ့ကျွန်တော်တို့နာမည်သမားတွေရှောက်ထားခွင့်ရှိတယ်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ဂျပန်အိမ်ထောင်ဖက်နဲ့ညာပြီးတော့ကျွန်တော်တို့သုံးနှစ်အထက်ဂျပန်မှာအိမ်ထောင်ပြုဂျပန်နဲ့ပဲသုံးနှစ်အထက်ဂျပန်နိုင်ငံသားနဲ့အိမ်ထောင်ပြုလိုက်တယ်ဒါမှမဟုတ်အိမ်ထောင်ကွဲသွားတယ်အဲ့ဒီနောက်ပိုင်းကလေးတွေရှိတယ်အဲ့ဒီကလေးတွေကိုပြုစုဆောင်ရှောက်ဖို့ ဒါမှမဟုတ်ပြုစုဆောင်ဆောင်ရှောက်ခွင့်ကိုကရတယ်ဆိုရင်အဲ့ဒီပြုစုဆောင်ရှောက်ခွင့်ရတဲ့အဖေမေတွေကကျွန်တော်တေးကျူပြီးသားကိုရှောက်ထားခွင့်ရှိတယ်အပေါ်မှာကျွန်တော်ရှင်းပြသွားတဲ့အထက်မှာမပါလိုက်တာတခုကနောက်တစ်ခုကကိုကဂျပန်မှာကလေးတွေမွေးလာတယ်ပေါ့နော်ကိုကရွေး work visa နဲ့ပဲနေတယ်ဂျပန်မှာကလေးတွေမွေးလာတယ်အဲဒီမွေးလာတဲ့ကလေးတွေကကျွန်တော်အထက်တန်းအောင်တဲ့အခါမှာကျွန်တော်ဂျပန်ရဲ့ကျွန်တော်လူမှုအတိုင်းအဝန်တွေကိုဝင်ရတဲ့ဝင်ရတော့မဲ့အချိန်မှာပေါ့နော် အဲ့ဒီကလေးတွေကိုဂျပန်တွေနီးတူအလုပ်လုပ်ဖွင့်ပေးဖို့ရမှာကြတော့ကျွန်တော်တို့ခုနလိုမျိုးတေးကျူးဗီဇာလိုမျိုးဗီဇာတွေလိုအပ်လာမှာဖြစ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အဲ့လိုမျိုးဗီဇာသာမချပေးထားပေးဘူးဆိုရင်ကျွန်တော်တို့ဂျပန်ကအထက်တန်းကျောင်းနေပြီးတယ်ကျွန်တော်တို့တက်ကတူပြီးသွားတဲ့အချိန်မှာအဲ့ဒီနိုင်ငံခြားသားမိဖတွေကမွေးဖွားလာတဲ့အဲ့ဒီနိုင်ငံခြားသားကလေးတွေကခုနလိုမျိုးတေးကျူးဗီဇာတာမရှိခဲ့ဘူးဆိုရင်သူတို့မှာအလုပ်လုပ်ခွင့်ကန့်သတ်ချက်တွေရှိလာမှာဖြစ်တဲ့အတွက်တေးကျူးဗီဇာကို နိုင်ငံတော်ကနေမဖြစ်မနေချပေးတယ်ပေါ့နော်ဆိုတော့တေးကျူဗီဇာကအရန်ကိုကောင်းတဲ့ဗီဇာမျိုးစားတစ်ခုဖြစ်တယ်သူ့အပေါ်မှာဆိုရင် A ကျူဗီဇာပဲရှိတယ် A ကျူအောက်မှာတေးကျူရှိတယ်ပေါ့နော်ဆိုတော့ A ကျူဆိုတော့ကျွန်တော်အမြဲတမ်းနေထိုင်ခွင့်ဗီဇာနဲ့ကွာခြားသွားတာတစ်ခုကတော့ A ကျူဗီဇာဆိုတာကျွန်တော်တက်တန်းတိုးစရာမလိုဘူးဂျပန်တဲ့နီးတူကိုကျွန်တော်အခွင့်အလမ်းတွေအများကြီးရှိတယ်တိုးတော့တေးကျူမှာကြတော့ဂျပန်တွေနဲ့နီးတူအခွင့်အလမ်းတွေရှိတယ်တိုးတော့ညလည်းပဲတမတ်ချက် ကျွန်တော်နေထိုင်ခွင့်သတ်မှတ်ချက်ရှိတယ်အဲ့ဒီသတ်မှတ်ချက်ကိုကိုအကုန်လွန်သွားတဲ့ကျွန်တော်အဲ့ဒီသတ်မှတ်ချက်ပေါ့နော်ကိုကိုချပေးတဲ့ဗီဇာ3နှစ်5နှစ်ကုန်လဲဆိုရင် နောက်ထပ်တတန်တိုးနောက်ထပ်တတန်တိုးပြီးတော့သွားတဲ့ဗီဇာမျိုးစားဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ရှင်းပြရင်းနဲ့ဒီတေးကျူဟာဘာလဲဆိုတာကိုကြည့်ရှုသူတွေနားလည်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာတခုဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဟိုလိုအပ်ချက်များရှိခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့လည်လာမှုမလုံလောက်မှုသာဖြစ်ပါတယ်ဆိုပြီးတော့ကျွန်တော်ခုနေကနေအဲတတ်မှတ်ပါတယ် တကယ်လို့ဂျပန်နဲ့ပတ်သက်တဲ့ဗဟုသုတကိုသိချင်တဲ့အကြောင်းအရာတွေရှိခဲ့မယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုရဲ့ comment အောက်မှာ comment မန်တာပဲဖြစ်ဖြစ်ကျွန်တော်ကို message ချာနေ message လာပို့တာပဲဖြစ်ဖြစ် mail မြန်လို့ရပါတယ်ကျွန်တော်အချင်းရရသလိုဖြည့်ပေးတော့မှာဖြည့်ပေးတော့မှာဖြစ်တဲ့အတွက်အလုံးပဲကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျအလုံးဂျပန်မှာအဆင်ပြေကြပါစေ see you bye bye